အပြောင်အပြက်မလုံးနဲ့အမေမပြီးသေးဘူးလားចောင်းတက်ခေါင်းလောင်းထိုးတော်မယ်လေမိသိန်းရဲ့ခဏလောက်ဆောင်းအောင်ဟိအမေထမင်းကြိုင်ထည့်နေလို့ဒီလောက်လုံးနေတာဘာလုံးလို့ဘာကံရမှမသိတော့ဘူးသွားကျင်သွားတော့နေចောင်းစင်းကနီးမှလာပို့ပေးမယ်ဒီနေ့မှဟင်းချက်ကနောက်ကျသွားပါတယ်သမီးဖြစ်သူတင့်တင့်အေးကငါးတန်းအငယ်အငယ်ကောင်မောင်ထွေးကနှစ်တန်းចောင်းသားနှစ်ယောက်အတွက်နဲ့ထမင်းကြိုင်တစ်ကြိုင်စီထုတ်ပေးရတယ် ဟင်းအိုးကိုချပြီးထဲမဲလုံနေစင်မှာအပြင်ကသမီးဖြစ်သူအလောတကြီးဖြစ်နေတဲ့အတွက်အငွေ့တထောင်ထောင်နဲ့ဟင်းကိုခြိုင်နဲ့ခတ်ထဲလိုက်ရလက်ပူပြီးလက်ထဲကနေလွတ်ကျသွားတယ်လေခြိုင်ကိုရေပြန့်ဆေးပြီးလက်ခုနဲ့ကင်ထဲရတယ်ငရက်ငါးတုံးတတုံးစီထည့်ပေးလိုက်တယ်ငရက်ကိုချင်မောင်ရွက်နဲ့ချက်ထားတာပေါ့ကဲပြီးပြီကျောင်းတက်ဖို့လိုပါသေးတယ်ကျောင်းမှာကမြင်းသောထခြင်းလို့အသေးအတန်ဖြစ်နေတာမဟုတ်လားကြည့် တရွာလုံးចောင်းသားမှန်သမျចောင်းရောက်ကုန်ပြီသမီးတို့မောင်နှမနှစ်ယောက်ပဲကြံတော့တယ်ဟဲ့မောင်ထွေးဘောင်းမီမလဲသွားဘူးလားအဲ့ဒါမင်းကဝတ်ထားတာမဟုတ်လားအမေသားကចောင်းထဲဝင်ရင်ကောင်းကောင်းမဝင်ဘူးကစားပြီးမှဝင်တာသူတို့တရန်လုံးကညစ်ပတ်နေတာပဲကဲကဲသွားကြတော့ចောင်းရောက်ချင်းစောနဲ့မမြန်မသွားနဲ့လဲလို့ကတော့ထမင်းငှက်ပြီးမှနေရင်းပြန်စားမှာပေါ့ဟဲ့အိမ်ပြန်ဖို့စိတ်မကူးနဲ့ တဲကိုထမင်းနောက်သွားပို့ရင်ညနေမှာပြားလာမှာမမကြီးလှမ်းပြောလိုက်တဲ့စကားကိုတင်တင်အေးတို့မောင်နှမမကြားတော့ပါဘူးចောင်းကိုတုတ်ချီတင်ပြီးသွားကြပါတယ်ခလေးတို့တဘာဝရတဲ့အချိန်ရတဲ့၍ကစားကြပါတယ်ចောင်းတရဲ့နာယီဝက်ခန့်လိုသေးပေမဲ့ចောင်းမှာမကစားရမှာဆိုတာကြောင့်မိခင်ဖြစ်သူကိုအတင်းလုံးနေကြခြင်းဖြစ်ပါတယ်တင်တင်အေးတို့အရင်ចောင်းက9မိနစ်ခန့်ရှောက်ရုံနဲ့ရောက်တယ် မိုးကုံလိုစပားရည်တာနဲ့လေသမားကိုင်းသမားမှန်သမျှအိမ်ကိုပိတ်ကာနေကွေးထဲမှာရောက်နေကြပါပြီ။ကြောင်းသားရှိတဲ့မိဘတွေကတော့ထမင်းကြိုင်ထဲကပေးလိုက်ကြတယ်။နေကင်းဆိုအိမ်မှာလူမရှိဘူး။မိုးရင်းလူကြီးများအိမ်ကပ်နိုင်တဲ့အချိန်မျိုးမှာကြောင်းသားလေးများနေ့လယ်စာအိမ်ပြန်စားခွင့်ရကြပါတယ်။အချိန်တနာကြီးထမင်းစားချိန်ကြောင်းတော်ပေးထားတာကြောင့်ပြန်စားပြီးအချိန်မီတဲ့ကြောင်းသားလေးတွေကအိမ်ပြန်ပြီးစားကြပါတယ်။ ကိုင်းဆိုင်ရာသီရောက်တဲ့အခါမှာတော့တရွာလုံးနေလေညက်နေမိခိုးတိတ်တကားပိတ်ပြီးလေတဲ့ရောက်နေတတ်ပါတယ်တင်တင်အေးတို့မောင်နှမចောင်းသူရောက်လာပါပြီထမင်းကြိုက်တဲ့အလွယ်အိတ်ကိုចောင်းနဲ့အပြေးအလွှာဝင်ထားပြီးတော့ကစားခွင့်ရှိရာကိုပြန်ထွက်လာကြတယ်ចောင်းကအလင်းတန်းចောင်းဖြစ်တာကြောင့်ចောင်းသား900ကျော်ရှိပါတယ်ចောင်းသားကြီးမြကတော့မကစားကြပါဘူးအတန်းထဲမှာသာ အချိန်ဖြုံးနေကြတယ်နေကင်းထမင်းစားတော့တင်တင်အေးနဲ့မိငိမ့်စုစုအေး အေးချစ်တို့လေးယောက်ဂျိုင်းကိုစီဖွင့်ပြီးစားကြတာပေါ့လေခွေးနဲ့ကအကြောင်းလာတတ်တဲ့အေးချစ်ကတက်သားကြော်ပါလာတယ်လေအားလုံးအေးချစ်ဟင်းဂျိုင်းကိုဝိုင်းနိုင်စားကြတာကြောင့်ဆော့ဆော့ကုံသွားတာပေါ့ဟဲငါဟင်းတွေအကုန်ဝိုင်းနိုင်တာကုံသွားပြီနင်တို့ဟင်းတွေငါ့ကိုအကုန်ပြန်စားမယ်စားလေငါတို့ကတက်သားစားနေတာအခုမှစားရတာတကယ်စားလို့ကောင်းတယ်ငါကအမေကိုမြန်မြန်ထဲခိုင်းတာ ဟိုခွဲဒီခွဲနဲ့ငါအတွက်များများမထည့်နိုင်မှုဖြစ်သွားတယ်လေ။အဲ့မှာဘသူတွေရှိလို့ဟိုခဲဒီခွဲလို့ရတာလဲ။တဲမှာနင့်အဖေရဲ့အမေရဲ့ကြောင်းမနေသေးတဲ့နင့်ညမ၃ယောက်ထဲရှိတာမဟုတ်ဘူးလား။ဟုတ်တယ်လေ။ဒါပေမဲ့ငါအတွက်ဟင်းခုခတ်ထဲတော့အမေကသူတို့အတွက်ခြံထားတဲ့ဟင်းပကံကိုမနှိုက်စားနဲ့တဲ့။ဖះအစုံတော့တင်ရအောင်မယ်တဲ့။ပြီးတော့ဖတ်ထဲမှာထမင်းတစ်ပုံနဲ့ဟင်းထည့်ပြီးငါ့ကိုကွင်းပိုင်တင်ခိုင်းတယ်လေ။ နင်ကကွင်းပိုင်တင်တက်တာလားအဖေတို့အမေတို့ကစားဦးစားပြအမြင်တင်နေကြလေငါလည်းသိနေတာပေါ့အမေတို့မအားရင်တင်ခိုင်းနေကြအဲ့ဒါကွင်းပိုင်အဖိုးတွေလည်းစက်သားဟင်းနဲ့တင်ရသေးတယ်ကွင်းပိုင်အဖိုးရဲ့နောက်လိုက်နောက်ပါတွေလည်းကွင်းပိုင်ကိုတင်ပြီးပြီဆိုရင် သူတို့ကိုလည်းစားပါတောက်ပါဆိုပြီးတော့ပြောရသေးတယ်ပြီးမှတဲဘော်ပြန်တက်ရတယ်ငါဒီမနေ့အကြောင်းမလာခင်စက်သားဟင်းနဲ့ကွင်းပိုင်ကြီးနဲ့နောက်လိုက်နောက်ပါတွေကိုတင်ခဲ့ရသေးရဲ့လေ ဒါကြောင့်ဟိုခွဲဒီခွဲနဲ့ငါဟင်းဆိုင်နဲ့ဟင်းနေသွားတာကိုပြောတာငါတို့တော့တခါမှမတင်ဘူးဘူးနင်အဲ့ဒီကွေးပိုင်ကြီးကိုမြင်ဘူးလားမမြင်ဘူးပါဘူးရှိမယ်မထင်ပါဘူးကွေးပိုင်ရဲ့နောက်လိုက်ဆိုတဲ့တရေတွေလည်းရှိမယ်မထင်ဘူးဒီတခါစာဦးစာပြတင်ခိုင်းရင်ရှိတယ်ဆိုမြင်အောင်ပြပါလို့ပြောကြည့်ပါလားဟဲတင်တင်အေးကမဟုတ်တာ ပြောရမယ်ငါဆိုပြခိုင်းမှာပဲနောက်လိုက်တရေတွေကိုလည်းပြခိုင်းမှာ နေမကြောက်ဘူးလားတရဲဆိုရင်တော့ကြောက်တာပေါ့အမေတို့ကပြောတယ်တရဲတစီကညမှာထွက်တာတဲ့နေကင်းဆိုရင်တရဲတစီတွေမထွက်ဘူးတဲ့သူတို့ကအလင်းရောင်ကြောက်တယ်အဲ့ဒါကြောင့်နေ့ဘက်ဟင်းတွေထမင်းတွေတင်လဲလာစားမှာမဟုတ်ဘူးစကားပြောရင်းနဲ့ထမင်းစားနေကြရာပါသမျှအားလုံးကုန်သွားပါတယ်ကြောင်ရှိကရေရင်းမှာခြိုင်များကို သွားစေးလိုက်ကြတယ်ထမင်းစားပြီးတော့အချိန်နာယူဝက်ခန့်ရာသေးတာပေါ့ ဒါကြောင့်ចောင်းရှိကစားကွင်းကိုတည်တင်းအေးတို့တငယ်ချင်းတစုထွက်လာကြတယ်။စနေနေ့မို့ចောင်းပိတ်ပါတယ်။တဲမှာအလုံးရှိတာကြောင့်အမေကထမင်းဟင်းချက်တာနဲ့တောင်းထဲကိုထည့်နေတယ်။ကဲစောင်းစရာတွေယူကြသွားကြမယ်။တည်တင်းအေးတို့မောင်နှမနှစ်ယောက်လည်းတဲကိုလိုက်သွားကြတယ်။ညနေမှပြန်လာကြမှာဖြစ်တယ်လေ။မိခင်ဖြစ်သူကထမင်းထောင်းကိုရွက်တယ်။တည်တင်းအေးနဲ့မောင်ထွေးကလက်ဆွဲပြီးတော့နောက်ကလိုက်ခဲကြတယ်။ ရွာကထွက်တာနဲ့လဲခွင်းတစ်ပြင်လုံးစပားကင်းမရှိတော့ပါဘူး။စပန်နံကောက်လိုင်းစီများကတလင်းထဲမှာလှဲနေတိုက်သွင်းပြီးပုံထားပြီးပါပြီ။လဲခွင်းထဲမှာတော့နွားမောင်းတန်အော်တန်ငေါက်တန်နဲ့မြိုင်မြိုင် ကြားနေရပါတယ်။စပားသိမ့်ပြီးဂိုင်းဆိုင်တဲထိုးထွန်ဆွဲကြမ်းတုံရိုက်နဲ့အောက်ဆန်းမပြတ်ခင်အားချင်းလောက်ကိုင်းနေကြပါတယ်။တင်တင်အေးတို့လဲခွင်းကိုရွာမှနှာယူခန့်ရောက်ရပါတယ်။ တဲကိုရောက်တော့ဖခင်ဖြစ်သူကဓာချမ်းတုံးရိုက်နေပါတယ်။ထဲထိုးပြီးနေတရက်လှန်ထားတဲ့ထဲမီစာခဲတွေကိုကျိမွသွားစီရင်ဆက်ချောက်သွားတက်ထားတဲ့ကိုကိုသားအနှစ်တုံးကိုနွားဖြင့်ဆွဲစီပြီးတော့တလွှဆက်သွားအောင်ရိုက်ကြရပါတယ်။မကြည်မညက်တဲ့အမီစာခဲတွေကိုထုံနဲ့ပြန်ပြီးဖွာကစံတုံးတပြန်ရိုက်ရပါသေးတယ်။မီစာခဲတွေမှုန့်မှုန့်ညံ့ညက်ဖြစ်သွားရင်မြောင်းဆွဲပြီးတော့ငရုံမြေပဲပြောင်း ဆင်းရွက်ကြီးစိုက်လို့ရစိုက်ရပါတော့တယ်တတီအေးတို့သားအမိထမင်းတောင်းကိုတဲအတွင်းမှာဝင်ထားပြီးတော့လဲွက်ထဲဆင်းပြီးမြေစာပေါက်မြင်များတောင်းနေကောက်ထဲပြီးတော့ကတဲ့ညိုးပေါ်သွားပုံကြပါတယ်မြေစာအမြင်များမြေကြီးရဲ့ကြံခဲ့ပါကကိုင်းမြင်များကြီးထွားလာတာနဲ့အမျှသူတို့ကလည်းရှင်သန်ကြီးထွားလာကြပါတယ်အမြင်များ6ရင် နေ3လရက်ကတဲ့ညို့ပေါ်တင်နှံ့ပြီးမှမီးရှို့ပြရပါတယ် ဆက်တနာဤခွဲပြီးတော့ဖခင်ဖြစ်သူကြံတုံးရင်စင်ကိုရန်နာလိုက်ပါတယ်တင်တင်အေးတို့တာအမီကတဲတဲ့ပြန်ရောက်နေကြတယ်တဲကယာကြီးတစ်ဖက်ရဲ့အမြင်ဆိုင်တဲဖြစ်ပါတယ်လူရခါနာနာနေနေနေထိုင်ပြီးတော့မိုးအခါမှာထိုတဲကိုဖြတ်လိုက်ပါတယ်လူတယောက်နှစ်ယောက်ညာအိမ်ရန်စင်ထိုးထားပြီးတော့ရှစ်ဘက်ကိုတဲနှပြင်းထိုးထားပါတယ်ထိုကနှပြင်းပေါ်မှာဘူးပင်ကိုတင်ထားပါတယ် ဘူးညွန့်ဘူးဒီပေါများစွာစားသုံးရသလိုအေးမြတဲ့အရှိတ်ကိုလည်းရစေပါတယ်။ဘူးစင်အောင်မှာထမင်းဝိုင်းဖွဲ့စားကြပါတယ်။ဖြာချမ်းခင်းပြီး နေကင်ပိုင်းတရေတမောကြောဆန့်အေးကြပါတယ်။ညနေ2နာရီကျော်မှလေဝင်းထဲကပြန်စင်းကြပါတယ်။ဟဲ့မောင်ထွေးမင်းအဖေကိုအတန်ပြူလိုက်ထမင်းပြင်ပြီးပြီလို့မောင်ထွေးကလည်းနှွားရီတိုက်ပြီးတော့ကတင်းယူအနီးမှာနှွားလှန်နေတဲ့ ဖခင်ဖြစ်သူကိုလှမ်း၍အတန်ပြုလိုက်ပါတယ်။တင်တင်အေးလာအောင်ခဏရော့ကြီးငပြောပဲယူသွားပကံလေးကိုထမင်းနဲ့ဟင်းထည့်ပုံပြီးအဖိုးကွင်းပိုင်ကြီးကိုတင်မြောက်ပတ်တာပါတယ်။လာပြီးသုံးဆောင်ပါလို့ပြောပြီးကတင်းယူပေါ်တင်ထားခဲ့။ငပြောဖတ်တယ်တခါတည်းပုံထဲလိုက်ရမလား။ပကံအတိုင်းတင်ထားလိုက်အောင်ငပြောဘက်ကိုပြီးမှထားခဲ့။တင်တင်အေးကလည်းမိခင်ခိုင်းတဲ့အတိုင်းထမင်းဟင်းပုံထည့်ထားတဲ့ပကံကိုကတင်းယူပေါ်တင်ပြီးတော့ ပါဇက်မှအဖိုးကွင်းပိုင်အားပြောဆိုဆက်တနေပါတယ်။ပြောဆိုမှုပြီးတာနဲ့တဲတဲပြန်ဝင်လာခဲ့တယ်။ကဲတင်တင်အင်းပကံသွားယူလိုက်ပကံလေးကထမင်းနေဟင်းတွေငပြောပတ်သေးပုံထဲလိုက်အဖိုးရဲ့နောက်လိုက်နောက်ပါရိစားကြတောက်ကြပါလို့ပြောဆိုခဲ့။ဘာလဲအဖိုးရဲ့နောက်လိုက်နောက်ပါရိကတရေရေလာအမေတဲဒီကောင်မလေးခိုင်းရင်ခိုင်းတဲ့အတိုင်းလုံးလိုက်တာမဟုတ်ဘူးစကကြောကရှည်နေရသေးတယ်။ တီတီအေးကလည်းကတင်းရိုးပေါ်မှာပကံကိုယူလိုက်ပြီးတော့အဖိုးသုံးဆောင်ပြီးပြင်ဆိုရင် အဖိုးရဲ့တပည့်နောက်လိုက်များအားရပါရသုံးဆောင်ကြပါပြောဆိုပြီးတော့ငပြောဘက်ပေါ်ပုံပြီးတဲတဲ့ပြောင်းဝင်လာခဲ့တယ်လက်စည်းပြီးတော့ထမင်းဝင်စားတယ်ပဲပုံငချောက်ကိုခရမ်းကျင်သည်နဲ့ချက်ထားတဲ့ဟင်းတစ်ခွက်နဲ့ငပိရီတို့စီယာပါပါတယ်ထမင်းစားပြီးနာယူဝက်ပြီးမကြပါဘူးတဲအတွင်းမှာအားလုံးနှိပါအိပ်ပျော်ကုန်ကြတယ် နေ့၂နာရီခန့်ဖခင်နဲ့မိခင်တို့နိုးလာတယ်ညနေ၅နာရီခန့်ရောက်တော့အလုံသိမ့်ပြီးပြန်ရန်ပြင်ကြတာပေါ့တင်တင်အေးမောင်လေးလက်ကိုဆွဲပြီးတော့ရှေ့ကနေသွားနှင့်ဖခင်ဖြစ်သူကနွားနှင့်လေထဲမှာညှအိပ်ပါတယ်ညနေပိုင်းအိမ်ပြန်ပြီးထမင်းစားရအောင်မှာကိုပြီးတော့မှတဲပြန်လာပြီးဇပပုံများကိုစောင့်ရင်းဖြစ်ပါတယ်တင်တင်အေးကမောင်ထွေးကိုလက်ဆွဲပြီးတော့တဲအပြင်ထွက်လိုက်ပါတယ် ကတဲ့ရိုးပေါ်မှာနေကင်းကပုံထားတဲ့ထမင်းနဲ့ဟင်းအနေငယ်ကို တွေ့လိုက်တယ်။တဲမှာခွေးမရှိပေမဲ့တဲရဲ့အနီးနားကျဲမှာတော့ခွေးတွေဖြတ်သွားဖြတ်လွားရှိပါတယ်။ထိုခွေးတွေကသွားလာရင်းနဲ့ထမင်းပုံကိုစားသွားနိုင်တယ်။လေကျွက်များကလည်းစားနိုင်တယ်လေ။ငှက်များကလည်းစားသွားနိုင်ပါတယ်။ဖတ်ထဲမှာအနေငယ်သာကြံခဲ့တယ်။ဒါတဲရဲ့စားသွားတာဖြစ်မယ်။မဝသေးဘူးလား။စားချင်ရင်အိမ်လိုက်ခဲ့လေ။ဟဲ့ မိတင်ဘာပြောလိုက်တာလဲ။ဩတမီးနေလေကကြွေးရစားလို့မဝသေးရင်အိမ်မှာလိုက်စားလို့ပြောလိုက်တာ။ဟာဒီကောင်မလေးတော်တော်ပေါပေါရှာရှာပြောတယ်။သွားသွားခလေးစကားအမှတ်မမှန်နဲ့သွားတော့မိခင်ဖြစ်သူကစိုးရိမ်စွာနဲ့ပြောပြီးထိုနေရာကနေထွက်လာခဲ့တယ်။ဖခင်ဖြစ်သူကတဲအတွင်းကလိုက်မလာသေးဘူး။နွားများကိုမျက်တွေပုံပြီးကြွေးနေတယ်။ နောက်ကိုပြောကောင်းမှမသိမပြောကောင်းမှမသိပြောချင်ရာရှောက်မပြောနဲ့နော်တည်တည်ချာချာမှတ်ထားမိခင်ဖြစ်သူပြောစကားကြားတယ်လားမကြားတယ်လားမသိပါဘူးမောင်ဖြစ်သူနဲ့အတူအနီးကအပြေးထွက်သွားကြတယ်ကိုစိုးမြင့်ရှင်သမီးနဲ့သားကိုအော်ပါအောင်ချော်ချက်လဲနေမှဖြစ်နောက်ကမိလာတဲ့ခင်မင်းဖြစ်သူက ရှေ့ကအပြေးသွားနေတဲ့ကလေးတွေကိုလှမ်းဟန်တားဆီးလိုက်ပါတယ်။ဟေ့မောင်ထွေးတို့ခဏရက်အောင်အမေတို့ကိုစောင့်အောင် မိသားစုအလုံးရွာထဲဝင်လာကြတယ်။အိမ်ရောက်တော့မိအမြန်ဝင်ပြီးထမင်းတအိုးတဲလိုက်တယ်။ကိုစိုးမြင့်တို့သားအဖသုံးယောက်ရေသွားချုံနေကြပါတယ်။မနက်ကပဲပုံနဲ့ငချောက်တပကံကြောင်အိမ်ထဲမှာထားခဲ့တယ်။ချက်ချန်နဲ့ဆင်းပြီးကြက်ဥသုံးလုံးနှိုက်ယူကပကံထဲဖောက်ထည့်ပြီးတော့ကြက်ဥမှွေစောကြော်လိုက်တယ်။ထမင်းကလည်းကြက်ပြီးကြက်ဥလည်းကြော်ပြီးပြီးမီးခဲကိုလျှော့လိုက်ပြီးတော့ငပိရေအိုးပေါ်မိဖို့ဝတင်ပြီးရေတစ်ခွက်တောက်လိုက်တယ် အဲ့ဒီနောက်ရေချိုးရန်ထွက်ခဲ့တာပေါ့ရေချိုးပြီးမကြခင်ထမင်းဝိုင်းပြင်ကစားကြတယ်တင်တင်အေးကထမင်းတပကံစားပြီးဝိုင်းနောက်သူဆုတ်ထိုင်ရဇက်ကျိုးတကဲ့သို့ပုံစံမျိုးနဲ့ထိုင်းနေတယ်ဟတ်ကောင်ပါလေလက်သွားစေးလေဘာထိုင်လုံနေတာလဲကိုစိုးမြစ်ကသမီးဖြစ်သူကအော်ငေါက်ပြောပေမဲ့တင်တင်အေးလေးကမောရွေပင်မကြည့်ပါဘူးကောင်းကိုသာငုံထားပါတယ်ဟဲ့ဘာဖြစ်နေတာလဲ ငါ့ကိုမော့ကြည့်စမ်းတင်တင်အေးကဆက်ကနေမော့ကြည့်လိုက်ပါတယ်မျက်လုံးကတော့မျက်မှောင်ကုတ်ထားတယ်ပြီးတာနဲ့ခေါင်းကိုပြန်ငုံထားတယ်ဒီကောင်မလေးဘာဖြစ်သွားတာလဲရုတ်တရက်ထငိုပြန်နေဟဲ့တင်တင်အေးဘာဖြစ်တာလဲမေးတာကိုဘာလို့မဖြေတာလဲသူကငိုပဲငိုနေတယ်ဒီကောင်မလေးလမ်းမှာဘာဖြစ်လာလို့လဲဘာမှမဖြစ်ပါဘူးတော့ ပြေးလွှားနေလို့ချော်လဲမယ်စိုးရိမ်နေတာဘာမှမဖြစ်ဘူးဒါဆိုဘာများဖြစ်သွားတာလဲထမင်းစားရင်ရင်နဲ့ရုတ်တရက်ဖြစ်သွားတာနည်းနည်းတော့ထူးဆန်းနေကဲထမင်းစားပြီပြီဆိုလဲတိတ်လိုက်တော့မယ်ရှင်သမီးကိုလည်းကြည့်ထားအောင်မမရကြီးကစားပြီးတဲ့ပကံလေးကိုထပ်ပြီးတော့မိဖို့ရဲဝင်သွားတယ်ထမင်းစားကုန်ကို ကိုစိုးမြင့်ကဆွဲထောင်လိုက်တယ်တင်တင်အေးကစမ်းမြင်ပေါ်ကိုပြစ်လဲချလိုက်ပါတယ် တောင်းတောင်ကြီးဖြစ်နေတယ်။ခလေးပါဇက်ကနေလူကြီးအတန်မျိုးငိုတန်လိုလိုညင်းညူတန်လိုလိုထွက်လာတယ်။ကိုစိုးမြင့်ကမမျှကြီးအနီးကိုသွားပြီးတော့ငါအမေကိုသွားခေါ်လိုက်မယ်။အမေကိုမေးကြည့်ခိုင်းရင်တော့အဖြေတိမှာပဲ။ကိုစိုးမြင့်ရဲ့မိခင်ကရွာလယ်မှာနေပါတယ်။ဖះတရားကန်ဆိုင်ပြီးတော့ပယောဂကိစ္စအနှဲငယ်နားလဲတကြွမ်းပါတယ်။ဆယ်မိနစ်ခန့်မင်းမကြပါဘူးကိုစိုးမြင့်ရဲ့မိခင်ဒေါ်လုံးတင်လိုက်လာတယ် ျော်လုံးတင်ကအသက်50ကျော်ခန့်သာရှိတယ်လေကိုစိုးမြင့်ပြောပြထားတာနဲ့ဘာဖြစ်နိုင်လဲဆိုတာကိုသဘောပေါက်သွားတယ်အိမ်ဘုံကိုရောက်တာနဲ့တုံးလုံးလှဲနေတဲ့တင်တင်အေးကငောက်ခနဲ့ထထိုင်နေလေကျော်လုံးတင်ကဖះဆင်ရှိသွားပြီးတော့ဖះကိုရှ िख ိုးတယ်ဦးသုံးချိန်ချတယ်ရှ िख ိုးပြီးတာနဲ့တင်တင်အေးရှေ့မှာသွားထိုင်ပြီးတော့ကဲ17နှစ်သက်သာရှိသေးတဲ့ကလေးမှာဘာအကြောင်းနဲ့ပူးကပ်ပြီးလိုက်လာတာလဲပြောပြစမ်း ထမင်းစားကြင်လို့ပါဘယ်ကလိုက်လာတာလဲတဲကလိုက်လာခဲ့တာပါခလေးမလေးကစားလို့မဝသေးရင်အိမ်လိုက်ပြီးစားအောင်ဆို လို့ခေါ်ခဲ့လို့လိုက်လာခဲ့တာကျွေးမယ်ထင်ပြီးစောင့်နေတာမကျွေးသေးလို့သူ့စီမှာဝင်ပြီးပူးကန်နေတာခလေးစကားဆိုတာပြောချင်ရပြောတာပဲအမှန်ဆိုပြီးသွားယုံလိုက်တော့အခုမစားရမသားရဖြစ်သွားတာပေါ့ဟုတ်လားဟုတ်ပါတယ်စားပြီးရင်ရောပြန်ပါလားပြန်ပါမယ် ဟဲ့ဇိုးမြင့်မြကြီးကြားတယ်မဟုတ်လားစားပြီးရင် ပြန်မယ်တဲ့ခူးခတ်ပြီးအိမ်ရှိမှဖတ်နဲ့သွားပုံပေးလိုက်ဟိုကိုထမင်းရောဟင်းရောမကြံတော့ဘူးကဲကဲဒီလိုလို့အခုခလေးက ထမင်းစားဖိတ်တယ်လူကြီးတွေကမသိလို့စားလိုက်ကြတယ်မနှက်ပြန်ညနေ6နာရီအိမ်ရှိမှထမင်းနဲ့ဟင်းပုံပြီးတော့ကျွေးမယ်အမဲသားဟင်းလည်းချက်ကျွေးမယ်ဖြစ်လားအသေးအစာပြောပါမနှက်ပြန်ကျွေးမယ်ဆိုရင် ဖြစ်ပါတယ် မနက်ဖြန်ညနေ6နာရီအမဲသားဟင်းနဲ့ပုံကျွေးမယ်အဲ့ဒီတစ်ချိန်ပဲကျွေးမယ်နော်အဲ့ဒီအချိန်ပဲလာစားပါအခုခလေးရဲ့ကိုမပူးကက်နေရကခွာပေးပါခွာပေးရင်တော့ကို့နေရကိုပြန်ပါမနက်ဖြန်ညနေလာစားပါဒေါ်လုံးတင်စကားဆုံးတာနဲ့တင်းတင်းအေးလေးထိုင်နေရကပြန်လဲကြသွားပါတယ်ဒေါ်လုံးတင်ကဖះဆင်ရှိကိုထထသွားပြီးတောက်တော်ရေခွက်ကိုစွန့်လိုက်ကခလေးမလေးကိုရေစက်နဲ့တောက်လိုက်ပါတယ် ကလေးမလေးကတတိပြန်ရလာပြီးတော့ထထိုင်လိုက်တယ်။ဘာတွေဖြစ်သွားလဲ?တိလိုက်လားသမီး။မတိဘူး။သမီးဘာဖြစ်လို့လဲ။လေကွင်းထဲမှာသမီးမဝသေးရင်အိမ်မှာလိုက်စားအောင်လို့ခေါ်ခဲ့လို့တရဲမကအိမ်အထီလိုက်လာပြီးမှသမီးမကြွေးလို့သမီးကိုဝင်ပူးနေတာ။ရှင်။သမီးကိုပူးတယ်။ဟုတ်လား။သမီးလည်းမတိပါဘူး။အခုဖွားဖွားကြီးရောက်လာပြီးတရဲကိုနှင်လိုက်လို့ထွက်သွားတာ။နောက်ကိုအပြောင်အပြက်စကားတွေမပြောရဘူးနော်။ တရေတစီတွေကိုပြောင်းလောင်စကားတွေမပြောရဘူးမယုံလို့လည်းမြင်အောင်ပြပါလို့မပြောရဘူးနော်တမီးခေါ်ခဲ့လို့လိုက်လာတာဟုတ်လားဟုတ်တယ်တရေကဖဖကြီးကိုပြောသွားတာနောက်ကိုလဲတဲ့ကိုင်းနေသွားရင်ကွင်းပိုင်ကြီးတို့နောက်လိုက်နောက်ပါတစီတရေတွေကိုအပြောင်အပြက်စကားတွေမပြောရဘူးနော်ဟုတ်လားဟုတ်ကဲ့ပါဖဖကျောလုံးတင်ကမနှက်ဖြန်ညနေမှာတစ်ခေါက်လာပြီးတရေအစာကျွေးမယ်လို့ပြောက ပြန်သွားပါတော့တယ် တင်တင်အေးလေးရဲ့မတိနားမလဲစွာအပြောင်းအပြည့်ပြောခဲ့တဲ့စကားတစ်ခွန်းကြောင့်မမကြီးအမဲသား90တာဝဲချက်ပြီးတရေကိုကျွေးလိုက်ရပါတော့တယ်